မင်္ဂလာပါဆရာငယ်ပါခင်ဗျာနော်ဆရာက2025ခုနှစ်အောက်တိုဘာလတလတာအဲမိတ်ဆွေတို့ကဟောစတန်ကြီးကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာနော်အဲမိတ်ဆွေတို့2025ခုနှစ်ဆယ်လပိုင်းအတွက်တလစာဟောစတန်ကိုမဟောကြားမိမှာအဲမန္တလေးကဆရာငယ်မိတ်ဆွေများဆရာငယ်နဲ့တွေ့ကျင်နေဆိုလို့ရှိရင်ဆရာ2024 2425အစာကြီးကွန်တိုမှာရှိပါတယ်ခင်ဗျာဒါလေးတစ်ခုဆရာတရင်ကောင်းပါလိုက်ပါတယ်ကဲဟောစတန်ကိုစားလိုက်ကြရအောင် နမောတတဘဂဝတော်အရဟတော်တမန်တံဘုဒ္တာတဏနာနှစ်2569ခုနှစ်မြန်မာတက္ကသိုလ်1388ခုနှစ်တရင်ကျော့ပဇောင်မိုးလာအတွက်ဟောစဒန်2025ခုနှစ်ဆယ်လပိုင်းအောက်တိုဘာလအတွက်တလဆာဟောစဒန်နဲ့ချောင်းရဆောင်ရဝစီယာကဟောကြားပေးမှာဖြစ်ပါတယ်။ဤလအတွင်း6ရက်ဆယ်လ2025တနင်္လာနေ့ဟာတရင်ကျော့လာပြီနေလည်းဖြစ်ပြီးတော့ပြက်တရားရလည်းဖြစ်ပါတယ်။ 20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျိုလောက်ွယ်နေ့ပြတ္တရာနေ့လည်းဖြစ်ပါတယ်။ဒါကြောင့်ဒီလအတွင်းမှာတနင်္လာနေ့ဒီကြီးပဲ6ရက်10လ2025ဟာတရင်ကျိုလာပြည့်နေ့ဖြစ်ပြီးတော့20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျိုလောက်ွယ်နေ့ဖြစ်ပါတယ်ခင်ဗျာ။ဒီလအတွင်းမှာငကားကောင်းအရှိတ်ဘတ်အရက်တို့လှည့်ပါတယ်။ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမိကအနောက်ရက်တို့အတိအကျတည်ရှိနေကြပါတယ်။ ဒါကြောင့်နတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းဇာငယ်ရဲ့မိတ်ဆွေများအဲဝါလဲကျွတ်ပြီဆိုတော့အိုအင်ရှမ်းမင်းနေရာထိုင်ခင်းအပြောင်းလဲအပြောင်းရွှေ့နဲ့ပတ်သက်တာလေရှေးထုံးလဲမပဲကောင်းဈေးသုံးလဲမလွယ်ကောင်းဆိုတဲ့အတိုင်းပဲနတ်နဲ့နဂါမလဲစားဖို့လိုအပ်ကြောင်းလဲဆရာကထားလောင်းပြောရင်းနဲ့ဒီလအတွင်းမှာနဂါကောင်းဟာအရှိရက်တို့လဲပါတယ်ထို့အတူအဓိကကတော့အရှိပေါ့နော်တောင်ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကမြောက်ရက်တို့အတိအတိတရှိနေကြပါတယ်ခင်ဗျာဒီရက်ဆယ်လာပိုင်းအတွင်းမှာဆိုရင် ကျမ်းမာရေးနဲ့ပတ်သက်လာရင်အထူးသဖြင့်လူအများအာယုံကြောနဲ့ပတ်သက်သောအရာတွေဥကောင်းနဲ့ပတ်သက်တာတွေတိုက်ကြိုက်ခဲနာကျင်ရတာမျိုးတွေအဖြစ်များတက်ပြီးတဲ့အခါဝမ်းပိုက်နဲ့ပတ်သက်တာတွေငကောကအရှိကံအဟောင်းမူလဖြစ်ရဲ့မိတ်ဆွေများလေထိုးလေအောင်များကိုတတိထားစင်ကြင်ရအတွက်တော့တတိပြုရန်လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာ။ ဒီလတာတော့ဒီမှာဆိုရင်အလှကုန်ပစ္စည်းတွေဖန်စီပစ္စည်းတွေအိမ်တွင်းအလှဆင်မှုဆိုင်ရာလုပ်ငန်းတွေအအယောင်းဝယ်နှီးတက်သောအယောင်းဝယ်ပါတက်သောကာလဖြစ်တဲ့အတွက်အလှကုန်နဲ့ပတ်သက်တာတွေအလှပစ္စည်းတွေဖန်စီပစ္စည်းတွေဒီဇိုင်းတွေဒီကိုရေးရှင်းတွေအိမ်တွင်းအလှဆင်လုပ်ငန်းဆိုင်ရာလုပ်ငန်းတွေမှာတော့အနှဲငယ်လေးအိတက်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီရွှေစည်းဟာအကြပါမှာအမြင့်ဘတ်တို့အနှဲငယ်ရောက်ရှိနိုင်တော်လဲမငြိမ်မသက်ဖြစ်တတ်ခြင်းပုံသေးမရှိခြင်းတွေဖြစ်ရတတ်သောလာဖြစ်ပါတယ်ဤလာတာတော်တွင်မှာ မိတ်ဆွေအားလုံးအထူးတတိပြုဆင်ခြင်လိုပါတယ်အထူးသဖြင့်အလုတ်ကိုင်နဲ့ပတ်သက်လာရင်ဘယ်သူမှမစိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်အလုတ်ပြိုင်နေအလုံများတတ်တာမျိုးလုပ်ငန်းပြိုင်နေအလုံများတတ်တာမျိုးကြုံရတတ်တော့ကြောင့်ဘာကိုဖြစ်ဖြစ်ကိုကနည်းနည်းလေးပုံမတိုးရှဲပြီးလှုပ်ဆောင်လာမှတော်ကကြမယ်လဖြစ်တဲ့အတွက်အလုတ်ကိုင်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုတ်ပြိုင်လုပ်ငန်းပြိုင်နေအင်မတန်များသောကာလလုပ်ငန်းအပြိုင်ဆိုင်နေကိုလုံးငယ်လေးကိစ္စတွေကိုချမပြတာပုံမကောင်းမွန်တော့လဖြစ်ပါတယ်ခင်ဗျဒါအပြင်နေရာထိုင်ခင်းအိုးအိမ်ရှံမင်းနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲအပြောင်းရွှေ့ပြုလို့ ုပ်ရန်အတွက်အင်မတန်အားသာကောင်းမွန်သောလာအပြောင်းလဲအပြောင်းရွှေ့လုပ်ရန်အတွက်ရှေ့သို့ဆောင်ရန်လှုပ်ဆောင်နေသောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ခရီးသွားဆိုင်ရာကိစ္စများဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများယာရုအပြောင်းအလဲနေရာထိုင်ခင်းနဲ့ပတ်သက်သောလုပ်ငန်းများအိုးအိတ်ရှံမီနဲ့ကိစ္စနဲ့ပတ်သက်သောလုပ်ငန်းများနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပြောင်းလဲပြီးပြတ်အောင်စုပ်အောက်လုပ်လို့ရတဲ့မိတ်ဆွေများရုံးကလန်နာဆိုင်ရာကိစ္စအမှုကိစ္စဆိုင်ရာတွေကိုပြီးပြတ်အောင်ပြောဆိုတင်တော်လာဖြစ်ပြီးတော့ခြေလို့ဆောင်ရွက်ရန်အတွက်တော့အားသာခြင်းတွေတိုးတက်နေတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ဒီလဟာတရွာမကောင်းသူကောင်တရွာမပြောင်းသူကောင်မဖြစ်ဆိုရဲဆိုရိုးတိုင်းအစင်မပြေမှုတွေအဲမိတ်ဆွေတို့နေနဲ့ဘာကိုလှုပ်လို့အခက်အခဲအကျက်တွေပေါ်နေတဲ့မိတ်ဆွေများအဖို့ကတော့တရွာမပြောင်းသူကောင်မဖြစ်ဆိုတဲ့အတိုင်းပဲရှေ့တိုးဆောင်ရွက်ပြီးအပြောင်းလဲနဲ့ရှေ့တိုးဆောင်ရွက်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခင်ဗျလုပ်ငန်းကိန်းနဲ့ပတ်သက်ပြီးတော့အရာရာကိုအစင်မပြေရုန်းကန်နေရသူများအနေနဲ့ကတော့ဘာကိုဖြစ်ဖြစ်မိမိအမိနဲ့တူးတယောက်ထဲဆောင်ရွက်လုပ်ကန်ချင်းတဲ့ ဥပမာကိုဇနီးမယားကိုဖြစ်စေတာသမီးကိုဖြစ်စေလုပ်ငန်းသူဆွေမျိုးမိခင်တဦးတယောက်ကိုဇတိရောင်းလိုက်ရောင်းလိုက်တာမျိုးဥပမာကိုဇတိအမင်းမင်းတော်ငါခိုင်းနေဆိုပြီးရောင်းလိုက်တာမျိုးကမိတ်ဆွေတို့ရဲ့အဲကံကညံ့နေတဲ့ကံတွေဟာထိုသူကိုဇတိရောင်းပြီးကိုကပြန်လုပ်ပေးတာမျိုးအဲစာချုပ်စာတမ်းအတူလေးနဲ့ရောင်းနေကွာဆိုပြီးတော့ရောင်းလိုက်တာမျိုးခလေးလေးလို့ဆိုခမဲပေးတဲ့လိုမျိုးလှုပ်လိုက်လို့ရှိရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိန်းကနေကြန့်ကြာနေမှုတွေအားလုံးဟာအစဉ်ပြေလျှောမှုသွားစီမှာအတိအကျပဲဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပါရစေ။ ရာထူးလုပ်ငန်းကိုင်ငံပြောင်းရွှေ့လှုပ်ဆောင်လို့သူများလုပ်ငန်းနေရာတစ်ဆက်တွင်စီလို့တော့မိတ်ဆွေများဖို့ဒီလာတာတော့ဒီမှာဘာကူမတုံဆိုင်မနေပဲရှေ့လို့ဆောင်ရရန်ကောင်းသောကာလဖြစ်တယ်။လူငယ်များမေတ္တာရင်းနဲ့ပတ်တိုင်စံအားတက်နေပြီးတော့မျက်နှာပွင့်လန်းစေပြီးသမီးကြီးသားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အရှိရေးမှဆိုလို့ချင်းအနှဲငယ် ADAS ဖြစ်ရတော့ညာလေအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းနှစ်လွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်စေနိုင်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့အဲ ဟိုတမိကြီးသားများလူငယ်များအနေနဲ့အိမ်ထောင်ပြုရန်စိတ်ဆက်ရန်လူကြီးမိဘအနေနဲ့တွေ့ဆုံခြင်းဟာအာသာကောင်းမှုတိုးတက်ပြီးအဲဆရာငယ်နားမမင်္ဂလာရက်လာကြီးလဲကြရပါတယ်ခင်ဗျာအိမ်ထောင်ကြီးမှာဆိုရင်တော့အိမ်ထောင်ဖက်နဲ့ပတ်သက်လာရင်တဦးနဲ့တူတယောက်နဲ့တယောက်အပြိုင်ဆိုင်လေးတွေဖြစ်ရတတ်တော်လာဖြစ်ပြီးတော့အဲတုံးနဲ့တူတယောက်နဲ့တယောက်အိုးအိမ်ချမ်းမီကိစ္စလေးတွေကြောင်းနင်ကတာဆိုရင်ငါကဟိုကဟိုနင်ကဟိုကဆိုရင်ငါကတာဆိုပြီးအပြိုင်ဆိုင်ဖြစ်ရတတ်သောကာလဖြစ်ကြောင်းနဲ့အိုးအိမ်ချမ်းမီကိစ္စလုပ်ငန်းကိစ္စလေးတွေမှာမိသားစုမိမိအိမ်အောင်ဘက်နဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးလေးတွေပြဿနာအရှိတင်ညှင်းခေါ်ရတာမျိုးတွေဖြစ်ရတတ်တယ် တို့ရတဲ့ငကူကအစင်မပြေတော့မိတ်ဆွေများပြဿနာများကိုခြေတူပြီးတော့เนาะဟိုဒေါသကိုခြေတန်းနေပြီးဆုံးဖြတ်တာတတူနဲ့တူတယောက်နဲ့တယောက်နားလည်မှုယူပြီးတော့တိတိရှာရှာတူရဲ့သဘောတူကနိုင်နေချက်ချုပ်မေးပြီးအဖြစ်ချရင်အသာကောင်းမှုပြီးတော့ total စီနိုင်တော့လာဖြစ်ပါတယ်ဤလအတွင်းမှာကံကောင်းစီတော့အယောင်ဟာခိုးပြာရောအပန်းရောအနီရောတွေဟာမိတ်ဆွေတို့ရဲ့ကံကို total စီပြီးအသာကောင်းမှုတော့လာဖြစ်ပါတယ်ခင်ဗျဒီလကတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကျလို့ရှိရင် မိတ်ဆွေတို့အနေနဲ့အဲဒီဆယ်လာပိုင်းပြမှာဆိုရင်အချိန်ခါပြရတော့ဆယ်လာပိုင်း2ရက်နေ9ရက်နေနဲ့17ရက်နေဒီမှာအင်္ဂလိပ်လိုပဲပြောပါမယ်ဆယ်လာပိုင်း2ရက်9ရက်10ရက်17ရက်နေတွေဟာမိတ်ဆွေတို့ရကံကိုတိုးတက်ပြီးခြေတို့ဆောင်ရွက်ရအားသာကောင်းမှာပါလေအိမ်ဆောက်ပနဲ့ရရေတွင်းတုလို့တဲ့ဆရာငယ်မိတ်ဆွေမိပါများဒီဆယ်လာပိုင်းဒီမှာဆို9ရက်28ရက်နေဒီမှာအိမ်ဆောက်ရှင်ပနဲ့ရရှင်ပြုလို့ရင်အားသာကောင်းမှုပြီးတော့ရှင်ပြုရဟန်းခအိတ်ကမင်္ဂလာခါပြုလို့လို့တဲ့ဆရာငယ်မိတ်ဆွေများဒီရက်ဆယ်လာပိုင်းအောက်တိုဘာလ1ရက် 26ရက်နဲ့31ရက်နေ့ဒီမှာရှေ့လူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်စိဆက်လက်ထမင်္ဂလာပြုလုပ်လို့တဲ့ဇန်ငယ်မိတ်ဆွေမိဘများအနေနဲ့ကတော့ဒီရဲ့အော်တိုဘာလ6ရက်18ရက်22ရက်နေ့ဒီမှာပြုလုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီရဲ့ဆယ်လာပိုင်းခါအတွင်းမှာမိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်စေပြီးအဋိဋ္ဌံပြုလို့တဲ့ဇန်ငယ်မိတ်ဆွေမိဘများအနေနဲ့ ်အရာရာကိုလူရပြီးဖို့အောင်မြင်ခြင်းတွေရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့အဋိဋ္ဌံပြုလို့လူတပ္ပဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့เนาะပထောက်သားနဲ့ပထောက်သားနဲ့ပုတိအားဆိုတော့ဂုံတော်ပတိကိုတနေ့ကို ဟာလာပတိကိုတနေ့ကို၃ပတ်နှုံးနဲ့ခုနှစ်ရက်တိတိအတိတ်ခံပြူပါကမိတ်ဆွေတို့ရဲ့ကြံ့ကြာနေတဲ့လုပ်ငန်းတွေခက်ခဲနေတဲ့လုပ်ငန်းတွေလမ်းစာပြောက်နေတာလေအားလုံးဟာဘာကိုလုပ်တင်တယ်လဲဘာကိုရှိတိုးဆောင်ရွက်တင်တယ်လဲဆိုတာကွဲကွဲပြားပြားပုံမဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲပထောက်သားနဲ့ပုရိအားဆိုတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုမွန်ချင်းအဖြစ်ခုနှစ်ရက်တိတိအတိတ်ခံပြူပါကအောင်မြင်တိုးတက်နိုင်ပါတယ်ခင်ဗျဒီလတာတော့ဒီမှာဈေးဆိုင်လုပ်ငန်းကိုင်ကမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာလက်ပိတ်နေရင်လက်ပွင့်စီဖို့အတွက်အဆက်ဆက်ရအောင်မြင်အစီအပြီးတိုးတက်ဇေယံလို့ငါမိတ်ဆွေတို့အနေနဲ့ လောပကပါလာနတ်ရုပ်ကလေးတခုပေါ့မိမိတို့ရဲ့ဟိုတယ်တို့မိမိတို့ရဲ့ဈေးဆိုင်တို့မိမိတို့ရဲ့အိမ်ခန်းတို့ဈေးဆိုင်ဆိုင်အဆက်ရှိတဲ့အမြင့်တနေရာမှာတင်ပြီးတော့လောကပါလာနတ်ရုပ်ကလေးကိုအမွှေးနှံ့တာလေးစွဖြန်းပေးခြင်းဖြင့်မိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပြန်လဲပွင့်လန်းစေပြီးကျင်းတွေအောင်မြင်တိုးတက်စေမှာအတေကြာပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်ဆံငယ်အနေနဲ့မိတ်ဆွေတို့ကို2025ခုနှစ်ဆယ်လာပိုင်းအတွက်စကားလက်ဆောင်ပေးခြင်းပါတယ်ခင်ဗျာစကားလက်ဆောင်ဆိုတော့ဆရာကလာတိုင်းပြနေကြပါမိတ်ဆွေတို့အနေနဲ့ 2025ခုနှစ်အော်တိုဘာလအတွက်ဆရာငယ်အနေနဲ့စကားလက်ဆောင်ပေးရရင်မိတ်ဆွေအိမ်မက်တွေဆိုအိမ်မက်ကောင်းတွေကိုတင်မှတ်တဲ့အခါအိမ်မက်ကောင်းတွေရနေမှတ်ရင်노ထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေကြကြထပြီးတော့အကောင့်ထဲပေါ်လိုက်ပါသို့မဟုတ်ပဲတင်ဆက်အိမ်နေမယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မနစ်သက်တော့သူဖြစ်ပါလိမ့်မယ်ပြန်ပြောပြပါမယ်ခင်ဗျ2025ခုနှစ်အော်တိုဘာလအတွက်စကားလက်ဆောင်နေပြရတော့မိတ်ဆွေ သင်ဟာအိမ်မက်ကောင်းနေမှရင်နိုးထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြအကောင်ထည်ပေါ်လိုက်ပါတို့နည်းမဟုတ်မိတ်ဆွေဟာစက်အိမ်နေအောင်မယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မရှင်းနှစ်တတ်သူဖြစ်လိမ့်မယ်လို့ပြောရင်းနဲ့ဤက2025ဆယ်လပိုင်းအတွက်ဟောစရံပြီးဇန်ငယ်မိတ်ဆွေမိဘတွေအားလုံး2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာအဆက်ဆက်ရရအောင်မြင်လို့ယတနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျတက်နေတဘူးလက်ဝီဖြုတ်ခဲ့သူစီးစိမ်ဥစ္စာများတိုးပွားပြီးတဲ့အခါယတနာ ဟုတ်လားဟိုယေရနာတွေစိတ်နေဇေတောက်ကကစားနိုင်ပြီးတော့အောင်မြင်မှုအပေါင်းတရာကိုစောင့်ကြပါစီမန္တလေးကဆရာငယ်ဟဲ့မိတ်ဆွေတွေအားလုံးဆရာစီကိုတွေ့ကျင်တဲ့ပါဆိုရင်ဆရာကိုခွန်ဘိုးတုံညာနေကိုတုံညာလေးတက်ချက် WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီ Pay Messenger မှာစင်းကြိုတင်ထားပေးပါနဲ့ဗီဒီယိုမင်းများလို့သူများလည်းအဲ့ဒီမှာဆက်သွယ်မင်းများထားလို့ကြောင့်ဆရာကပြောရင်းနဲ့ကဲဆရာမိတ်ဆွေတွေအားလုံးတနေသားကျစီစီမှာပြန်တွေ့ပါမယ်ခင်ဗျာယေရှုတင်ပါတယ်